放屁嘛，啥没？拿油泼样子，啊，把沙布全都弄到单位去了。全都裂粗嘛呗，养个啥没？水嘛，送粪的，清理嘛。 ပေါ့နော်သူတို့ကစားသမားတယောက်သုံးယောက်လောက်ဒီအင်းကြီးကလည်းစိတ်ဝင်စားယူမှပေါ်ယူနေလာတော့တဲ့ခါကကျွန်တော်တို့ကလည်းအဲ့ဒီကစားသမားတွေကိုပြည့်ရဖို့နေမဲ့ပေးလိုက်ရချင်းဖြစ်တယ်သူစနစားချုပ်ကုန်ပဲလဲကျွန်တော်ပေးလိုက်ရတယ်ဘာဖြစ်လို့လဲဆိုတော့လည်းဒီအင်းကြီးမှာတော့ကစားအစဲစီမှလည်းဒါပေမဲ့တော်တော်များများကတော့ကျွန်တော်တို့အသေးမှရှိတယ်ရှိတယ်ဒီ စားသမားဟောင်းတွေပေါ့နာတိရတော့ဒီခခိုယူချင်းမြောက်တုံးမြောက်လောက်ပေါ်နေတဲ့စားသမားချင်းမှာဒူတစ်ဒီပေါ့ဒီလစ်မှာတစ်ခါမှမကစားဘူးတဲ့စားသမားတွေမြောက်တုံးမြောက်ပေါ်တယ်ဒီနေ့ဒီပေါ့အဲ့တော့ကန်ကန်ဆန်နဲ့ပုံဆန်တဲ့ကန်ဆန်နဲ့ပုံဆန်တဲ့ဒါမဲ့ကျွန်တော်တို့ပေါ်နေတဲ့ခံတယ်ဒီဒီခစားသမားတွေပေါ်မှာ သူတို့နိုင်ငံမှာတခြားနိုင်ငံတွေမှာဒီနာမည်ကြီးနေတဲ့ကစားသမားတွေပေါ့တချို့ဆိုတော့ဘေလစ်မှာမကစားဘူးတဲ့လူပေါ့နော်ဆွန့်စားပြီးမှဒီနေရာပေါ်ရောက်လာကြတယ်ရောက်လာတဲ့ခါမှာအဓိကတော့ဒီကစားသမားတွေကဘာအရှင်းရှိလဲဘလူအီချင်းရှိလဲဘာမင်တယ်ရှိလဲဘာဘလူနင်းနဲ့သူ့ကိုပြုတ်ပြင်းလေးမှတူးတက်မလဲဆိုတာမျိုးပေါ့နော်အဓိကထားပြီးမှကျွန်တော်တို့ဒီမှာအဲ့ဒီနေရာချင်းဖြစ်တာနော်ကျွန်တော်တို့ ခေါ်ယူရတဲ့အခါမှာတချို့ကျွန်တော်နည်းနည်းအားနည်းချက်ကြီးရှိပေမဲ့တော်တော်များတော့ကျွန်တော်တို့ဒီချင်းလက် FC ကနေပေါ့နော်တခြားတင်းပင်းကြီးတွေပေါ့နော်ကြောက်တဲ့စားသမားအများကြီးကျွန်တော်တို့ကအာမွေးချော်ပေးတယ်ဘယ်လိုပဲကျွန်တော်ပြောပြရစေဟုတ်ကဲ့ဟိုထိနေလုံးဝလောက်ကြလို့မရဘူးနောက်ဒီထိနေကလုံးဝကြောင်းမဲ့နဲ့ပြက်ကွက်လို့မရဘူးနောက်ပြီးမှ ဟိုလိကတော့ဒီ mental လေးကြည့်တာပေါ့ဒီ mental ကောင်းတဲ့ပစာသမားလေးပြရမယ်နောက်ဒီမှာဒီကတော့ဒီဘောလုံးကိုအာယူမုန်းနဲ့ချစ်တဲ့ပစာသမားပေါ့နော်ဆိုရာမတော်တာထားလိုက်အောင်ဆိုတော့ကျွန်တော်တို့အဓိကဒီ channel FC မှာလာကစားနေတဲ့ကစားသမားတွေကညာတော့အဖြစ်ခုနစ်ဆယ်ရာခိုင်နှုန်းလောက်တော့ဘေးအသေးမှမကစားဘဲနဲ့ရက်ကွက်ကနေမြို့နေကနေဘောလုံးကန်ချင်တဲ့သူတွေကိုဒီကနေပေါ့ ဖိချောင်းပြီးမှပေါ့နော်မွေးထုတ်ပေးတယ်ဒီလိုပဲပြောရမှာပေါ့ဒီအပီကလည်းနာမည်ကြီးကစားသမားတွေကိုခေါ်ယူနေတာအာသင်တိုင်ပြလာမဟုတ်ပါဘူးသူကတကယ်ဟောပေါ့ဒေါန်ကောင်းသလို့ပေါ့ဟိုအတက်ငယ်တယ်တက်ငယ်တယ်အတွေ့အကြုံသိမရှိဘူးဒါမဲ့ဘာဘာရှိလဲသူ့မှာပါရမီရှိတယ်ပါရမီရှိလိုက်တော့ဒီအသေးမှာလာနေတဲ့အချိန်မှာဒီကကျွန်တော်တို့အတင်းတက် တအားကြီးဟိုအကျိုးမပြုသေးဘူးလို့ပြောမှာပေါ့ဘာဖြစ်လို့လဲဆိုတော့မနှစ်ကလည်းပထမအကျိုးမစားနိုင်ဘူး ITC ကိစ္စကြောင့်ပြဿနာကြောင့်ဒုတိယအကျိုးမှာပဲစားနိုင်တယ်လို့မှချိခိတ်တိုင်းရတယ်လေနည်းနည်းပါးပါသူ့မှာရှိတော့သူ့စိတ်တိုင်းကြပေါ့နောက်မှကျွန်တော်ကျွန်တော်အနေနဲ့ကျွန်တော်စိတ်တိုင်းကြနဲ့သူ့မကစားနိုင်သေးဘူးပြောလို့ချင်းအများကြီးရှိတယ်သူ့တိုင်းရတယ်ဂင်းပြီးမှဟောသူ့ကစားနိုင်တယ်ဆိုတော့ဒီမြန်မာပြည်မှာပေါ့နော်တကယ်နိုင်ငံခြားကစားသမားတယောက်အနေနဲ့ နာမည်ကြီးတယောက်ပေါ့။ဟောစာသမားတယောက်ဖြစ်လာနေဆိုရင်ဟာသူကြည့်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့အောက်ဆိုကလို့ပြောမလဲဆိုတော့အင်းဒီအသေးတက်မယ်ဒီတင်ရတေချပေါ့။ဟောအောက်ဆိုကလည်းပြုတ်သွားမယ်ဆိုတာပြောဖို့ပေါ့နော်။ခက်ခဲတဲ့အောက်ဆိုမှာကြာရောက်နေတယ်။ဘာလို့လဲဆိုတော့မတင်းမိရင်ဒီမှာမာနေတဲ့တင်းတွေ။ပထမမှာ ISP နဲ့သစားလိုက်တော့ ပြောမလို့ဆိုချင်းသားချက်တော့မလားတတော်လေးကိုမာနေတဲ့အတင်းတင်းဖြစ်တယ်ချစ်လက်ပဲသင်တို့မကစားနိုင်ဘူးနောက်မှာဟန်တာဝတီဆိုတော့ရုပ်ရှားမလို့ဒီမြန်မာနယ်စပ်လက်လက်ပေးပြပွဲတော့မတားပြရရနေတဲ့အချိန်ပြန်တော်မှဟောမြို့မှန်တဲ့ပြင်ပေါ့နော်ပွဲရတီမပြီးခင်မှာပေါ့နော်ဒါမဲ့နောက်ဆုံးလက်မှာတားပြစင်လက်ကိုရသွားတယ်တဲ့ဒီဟန်တာဝတီအပြည့်နေနဲ့ congratulations congratulations ပါ တော်တော်ကောင်းနေတဲ့အမှန်နေတဲ့တင်းဖြစ်တယ်ဒီအတင်းဒီနှစ်တင်းနဲ့တင်းတွေ့ရတယ်ဆိုတော့ဟိုလွေပမလားဆွေမဆိုတော့ပြောချင်တာတော့ဒီနှစ်တင်းစလုံးတည်းကြီးရလက်လေးကိုကျွန်တော်တို့ရတဲ့အတွက်ကြည်နေပါတယ် now လက်ကျန်ရခိုင်နဲ့ပရိုတိုကောလ်ပေါ့နော်ဒီဘွေးလေးကိုအာယုံပြုမှာကောင်းဆုံးဖြီရလက်ကိုကျွန်တော်တို့ပေါ်ဆောင်နိုင်လဲဆိုတော့ကျွန်တော်ဒီအောက်စုကနေကွာတာဖိုင်နယ်တိတ်ရောက်နိုင်လဲဆိုမှာ အာကျွန်တော်တို့ပြောလင့်ချက်ရှိတာဟုတ်ကဲ့ဒီရာဒီအတွက်ဟိုအဓိကလက်ရှိချန်ပီယံဆိုတော့တိတ်ခါကြီးရမှာပေါ့အကောင်းဆုံးနဲ့ကစားရမှာပေါ့ဒီ big two မှာလဲ major league ကနေတက်လာတဲ့အကြီးကြီးလည်းတော့ပင်စင်နေတဲ့အကြီးကြီးရှိတယ်ပုံနောက်ပြီးမှဟိုအပေါ်ကနေစင်းလာတဲ့ရောက်ဒီဆိုတော့တကယ်တွေ့ကြုံရှိနေတဲ့မာနေတဲ့ပြင်ဖြစ်တယ်နောက်လက်ရှိမှာ တာမတက်နေတဲ့အတင်းတင်းပေါ့ကျွန်တော်ချင်းတဲ့ app ရှင်နဲ့ university တင်းလက်တော်မာနေတဲ့အပြင်းနေဆိုတော့ဒီနှစ် TikTok ပြန်ပွဲလဲတော်တော်လေးကိုပြန်ဆိုင်ဖို့ပြင်းထမ်းမယ်ဆိုမှကျွန်တော်ချင်းပါတယ်။ဟောကာမီပွဲကတော်တော်လေးတော့တတိထားရမယ်မမျိုးလင့်ပဲနဲ့ဟောပေါ့ကျွန်တော်တို့ image ပျက်စီးနိုင်တယ်။ဘာလို့လဲဆိုတော့ဘောလုံးကဘေးအတင်းနဲ့ပဲကစားကစားကျွန်တော်တို့ပို့ဆလို့မရဘူး။ ဆိုတော့ဒီကတော့ဒီရခိုင်နဲ့ပွဲရကျွန်တော်တို့အတွက်တမ်းမှအရေးကြီးနေတဲ့ပွဲတစ်ပွဲဖြစ်တဲ့အတွက်ဒီလိုပဲပြောရမှာခွန်ဖြစ်ပြီးမှစားမယ်အနိုင်ယူဖို့ရတဲ့အဲတစားဖို့ကျွန်တော်တို့ဟာတာဝန်ရှိတယ်ပြိတက်တရားလည်းကျွန်တော်တို့ကိုမြိုလင့်တယ်အားပေးနေတယ်ဒီပြိတက်ညာအားလုံးဂျီနက်ဖို့ရန်အတွက်လည်းကျွန်တော်တို့ကစားဖို့ရန်အတွက်ကျွန်တော်တို့မှာတာဝန်ရှိတယ်ဆိုမှကျွန်တော်အားစပါတယ်